ရှေးဥစွာဘုရားသခင်ရှေးဥတော်ချင်းမွန်ပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့မြေခိုရာတို့ဒီပြက်လင်းဆိုတဲ့ကောင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်။ဆာလံကျမ်းအခန်း17စာပိုက်တိမ3ထိကိုဖတ်ပါမယ်။မတရားသောသူတို့ဒီသဘောဖြောင့်သောသူတို့ကို မထင်မရှားပြန့်အံ့သောငါလေးကိုတင်၍လင်းညို့ပေါ်မှာမြားကိုပြင်ဆင်ကြ၏။အမိတကယ်တို့သည် ပြက်လင်း ဖြောင့်မတ်တော်သူဒီအဘယ်သို့ပြုတ်နိုင်သနည်းငါဝိညာဉ်အားတင်းတင်းငှက်ကဲ့သို့ကိုနေရာတောင်ပေါ်သို့ပြေးချေဟုအဘယ်ကြောင့်ပြောကြသနည်းထာဝရဘုရားသည်ငါခိုလုံရာဖြစ်တော်မူ၏လို့ပြောတာတွေ့ရတယ်အမိတကယ်ဆိုတာကဒါမိခိုရာပေါ့စကားပြေးနဲ့ပြောမစွင်တော့အဲ့တော့ကိုယ့်ရဲ့မိခိုရာတွေဟာတိဘူကပြတ်နိုင်တယ်ကျွန်တော်ဖြောင့်မတ်တော်သူလို့ဒီမှာပြောတဲ့ခါမှာ နော်ဖြတ်မှတ်တော်သူဆိုတာကကျွန်တော်ယုံကြည်သူကိုပြောတာပါနော်အဲ့တော့ယုံကြည်သူမှာအမြင်တကယ်အမျိုးမျိုးရှိနိုင်တယ်ဒီနေ့အဲ့ဒီအမြင်တကယ်ကတော့ဆိုကြပါစို့ကိုယ့်ရဲ့နာခံခြင်းနော်ကိုယ့်ရဲ့အကျင့်သီလအလိုဒါနဟာကိုယ့်ရဲ့အမြင်တကယ်ဖြစ်နိုင်ပါတယ်အဲ့လိုကိုယ့်ရဲ့ကျင့်သီလအလိုဒါနကိုမြှို့ခိုးတယ်ငါနာခံခြင်းရှိတယ်ဆိုပြီးတော့မှဟုတ်လား ်ဖယားသခင်ကိုမမီခိုပဲနဲ့နော်ဖယားစကားနားထောင်မှုအပေါ်မှာမိခိုမြဲဆိုရင်တော့လူဖြစ်တဲ့အတွက်တနည်းအဲ့အမိတကယ်ကိုယ့်ရဲ့နာခံခြင်းဖြောင့်မတ်ခြင်းနော်အလူဒါနရာပြတ်တက်ပါတယ်မလူနိုင်တဲ့ချိန်နဲ့ရှစ်တက်တယ်ထွေမမကနော်ကောင်းသောအကျင့်ကိုမကျင့်နိုင်တဲ့အချိန်တွေရှစ်တက်ပါတယ် ဖျားချောင်းပုံမှန်သွားတော့သွားမိခိုးတယ်နေမကောင်းတော့ဖျားချောင်းမသွားနိုင်ဘူးဘာတတ်နိုင်လဲနေမကောင်းတော့စမ်းစာမဖတ်နိုင်ဘူးဘာတတ်နိုင်လဲနေမကောင်းတော့ဧဝံဂေလိမသွားနိုင်ဘူးဘာတတ်နိုင်သေးလဲပြောချင်တာကတော့ကိုယ့်ရဲ့ဖျောက်မှတ်စွာအသက်ရှင်နိုင်ခြင်းတန်ရှင်းစွာအသက်ရှင်နိုင်ခြင်းကိုမှီခိုးတယ်ဆိုရင်တဲ့အဲ့ဒါပြတ်နိုင်တယ်ပြတ်သွားရင်ယုံကြည်သူအဲ့ဒီယုံကြည်သူဖျောက်မှတ်တော့သူဘာမှမတတ်နိုင်တော့ပါဘူးတဲ့မတတ်နိုင်တော့ဘူး ဒီလိုပါပဲပေါ့လူမှန်ရင်ကျွန်တော်ရမိခိုးရနော်မိမှုရှိပါတယ်တချို့တွေကကိုယ့်ရဲ့ပညာကိုမိခိုးတယ်ငါပညာတက်တယောက်ဖြစ်တယ်ဘယ်တော့မှငါထမင်းမငတ်ဘူးနော်တချို့တွေကကိုယ့်ရဲ့စီးစဉ်ဥစ္စာကိုမိခိုးတယ်နော်တချို့တွေကကိုယ့်ရဲ့စီးပွားလုပ်ငန်းကိုမိခိုးတယ်တချို့တွေကကိုယ့်ရဲ့ယာရုပ်ကိုမိခိုးတယ်တချို့တွေကကိုယ့်ရဲ့အိမ်ကောင်းယာကောင်းပိုင်ဆိုင်ရရှိခြင်းကားတွေတိုက်တွေစီးစဉ်ဥစ္စာတွေကိုမိခိုးတယ် မင်းဆွေအရာတွေကပြတ်နိုင်ပါတယ်ပြတ်နိုင်ပါတယ်နော်ပြတ်သွားရင်တော့ဘာမှအဲ့လူကမတက်နိုင်ပါဘူးတဲ့မတက်နိုင်ဘူးနော်အဲ့ဒီခါမှာလူတွေကနော်အဲ့လိုပြတ်သွားရင်လူတွေကတာ၍နော်တာ၍ကိုယ့်ပေါ်မှာအပြစ်ပြုတ်ဖို့အတွက်ချောင်းနေတယ်တဲ့ချောင်းနေတယ်သူတို့ပြောတယ်အဲ့တော့အဲ့လူလူတွေကကဲ့ရတယ်မင်းဆွေဒီနေ့နော်မြန်မာနိုင်ငံမှာ ကျွန်တော်တို့တွေ့ကြုံနေရတဲ့မြန်မာနိုင်ငံမှမဟုတ်ပါဘူးခင်ဗျာတကဘာလုံးမှာပါပဲပေါ့ဒီနောက်ဆုံးသောကာလမှာကဘာကုန်တော့မှာပါဒီချိန်လေးမှာနော်ကျွန်တော်တွေ့ကြုံရတဲ့ဆင်းရဲဒုက္ခတွေမျိုးစုံရှိပါတယ်အများရန်ပြောဖြစ်နေတာကတော့အခုလက်တော်မြန်မာနိုင်ငံမှာဖြစ်တဲ့မြင်းကလင်းပေါ့တကယ်ကိုယူကျုံမရဖြစ်ရပါတယ်အဲ့တော့ကျွန်တော်ရဲ့အမိတကယ်တွေဟာကျွန်တော်ခိုလုံရတွေဟာ တိထားပါဒီလောကအရာမဖြစ်ဖို့လိုပါတယ်လောကအရာကိုကျွန်တော်မြီခွေရင်တော့ဒီလောကအရာပြတ်တဲ့သဘောရှိတော့ကြောင့်ကျွန်တော်လည်းပြတ်သွားမှာဖြစ်ပါတယ်စိတ်ပြတ်အားငယ်ပြီးတော့မှဘဝဝပြတ်သွားလိမ့်မယ်နော်အေးအဲ့ဒါကိုကျွန်တော်တိထားဖို့ဖြစ်ပါတယ်ပြတ်နိုင်တယ်နော်ကျွန်တော်ရဲ့ခိုးလုံးရာမှန်ဖို့လိုတယ်ဒီမှာတော့နော်ကျွန်တော်ရဲ့အမိတကယ်ပြတ်သွားတယ်တဲ့ငါခိုးလုံးရာ ငါရကောင်းတော့ကျင့်နေနော်ပြတ်သွားတယ်ငါမကျင့်နိုင်လိုက်ဘူးမှားမိသွားတယ်အဲ့ဒီအတွက်ငါကိုကဲ့ရကြတယ်တဲ့မကဲ့ရနဲ့တဲ့နော်သွားတည်လိုက်နော်ဒုက္ခရောက်ရင်မဟုတ်လားဆက်သဖြင့်နော်ပြောကြတယ်တဲ့ဒိုင်မဲတဲ့သူကဘာပြောလဲထာဝရဘုရားသည်ငါခိုးလုံရာဖြစ်တော်မူ၏ဘုရားသခင်ကိုမိခိုးပါမိခိုးပါ အချင်းနေတွေစိုးလို့စိုးလို့နော်မျောလင့်ကြမရှိတော့ဘူးလို့ထင်ရပေမဲ့မျောလင့်စရာတခုရှိပါသေးတယ်အဲ့ဒါကတော့ဘုရားသခင်ဖြစ်ပါတယ်ထာဝရဘုရားဖြစ်ပါတယ်မြင့်တဆင်းရှိသေး၏တဲ့နော်အဲ့တော့ကျွန်တော်ကိုရှင်တန်စေတဲ့အရာဘုရားသခင်ပြင်ဆင်ထားပါတယ်ဘုရားသခင်ကမြှို့ခို့ပါဒီလိုချိန်မှာနော်အားပေးချင်ပါတယ် အာရရပြက်ရင်တော့ပြက်အောင်တော့ဘုရားသခင်ကသာဆက်ပြီးမိခိုးပါခိုးလို့မအဲ့ဒါဆိုရင်တော့တင်ဟာစစ်ပြက်အငဲချင်းရှေ့မှာမဟုတ်ဘူးနော်ချီမကင်မိလက်မကင်မိနဲ့ယုံကြုံမရဖြစ်เสียအကြောင်းမရှိပါဘူးနော်လူဖြစ်တဲ့အတွက်ဝန်းထဲမှာပေါ့ခြေခွဲမှာပေါ့တော့အတွင် မြုံလင့်ချက်မရှိတော့ဘူးဆိုရက်နော်ခံစားချက်မျိုးနဲ့တင်ဟာဝန်းထဲမှာမဟုတ်ပါဘူးအဲ့တော့ဒီ ယောဟန်အခန်း16စာပိုက်33မှာတင်းတို့စီငါ့ကိုအမိပြုတ်၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါပြောပြီတင်းတို့ဒီလောက၌ဆင်းရဲဒုက္ခကိုခံကြလိမ့်မည်တုတ်တော်လည်းမစိုးရင်ကြနဲ့ငါဒီလောကကိုအောင်မြုမိန်တော်မူ၏ယေရှုဖခင်ကငါ့ကိုမြှခိုပါတဲ့မြှခိုရင်မင်းတို့ငြိမ်သက်ခြင်းရှိမယ်အဲ့အတွက်ငါမင်းတို့ကိုပြောနေတာပြောနေတာမှားနေတာတဲ့ဒီလောကဟာအပြစ်တရားလောကဖြစ်သောကြောင့် မင်းတို့ဆင်းရဲဒုက္ခနဲ့တွေ့ရမှာပဲတဲ့ဒါပေမဲ့မင်းတို့နော်မစိုးရင်ပဲနဲ့စိတ်ငြိမ်သက်ချမ်းသာခြင်းရှိနေဖို့အတွက်ငါ့မှာကြံစီရှိတယ်အဲ့ဒါကတော့အီမာနွေလဖခင်မင်းတို့နဲ့ငါအစင်မျက်ရှိနေတယ်ကပကပကုန်သည့်တရားနော်မင်းတို့အမေတကယ်ရမိခိုးရတဲ့ပြောင်းတော့ငါ့ကိုမိခိုးပါငါမပြတ်နိုင်ဘူးဖခင်သခင်ဆိုတော့မပြတ်နိုင်ပါဘူးမပြတ်စည်းနိုင်ပါဘူးကောင်းတယ်ဆိုတော့မရှိပါဘူးအဲ့ဒါကြောင့်ဒီနေ့ အမိမိခိုရာတွေပြက်သွားရင်နော်ဘာမှမစဉ်းစားပါနဲ့ဒီချိန်မှာဘုရားသခင်ကိုမိခိုပါယေရှုဘုရားကိုမိခိုပါအဲ့ဒါဆိုရင်တော့နံပါတ်၁စွရင်ချင်းရှိမှာမဟုတ်တော့ဘူးငါဘယ်လိုလုပ်ရမလဲအနာဂတ်ကမှဘယ်လိုရင်ဆိုင်ရမလဲစွရင်မှာမဟုတ်တော့ဘူးလက်ရှိလည်းမစွရင်ဘူးနော်အဲ့တော့အနာဂတ်လည်းမစွရင်ဘူးပြင်ပါဖြစ်မလဲငြိမ်သက်ချမ်းသာစိတ်ချမ်းသာနေမယ် 谁抢到你们？好了，阿、啊、拉你们讲不了，你们讲了喽。为了那看下那金拿鸡拿包；，准。二团为了那看下钱团，谁比谁硬嘛么？谁认得你们？把你松松开的嘞，一手拍下狗，你哭吧。阿、啊、拉说了，等于谁抢到么？别人嘛熊熊么么。 生意的长大嘛，不然嘛，少少嘛嘛不。人家嘛，阿姐在那干嘛？哎，阿姐捡片哪叫咩？那，等下片，片子看，保暖，天下来了，没了，看阿片呢，你讲吃饱了，片子看你，等到阿龙哥，你的钱，别忘记到，阿妹。